ကောင်းသမီးတော်အားလုံးမင်္ဂလာပါဆရာကဆရာရှင်ပါ Grade 7သင်္ချာသင်ယူသည်များကိုမျှဝေသင်ကြားပေးပါမယ်အတော့ဆရာရဲ့သင်ကြားများမျှဝေသင်ကြားမှုလေးကိုနှစ်သက်တယ်ဆိုလို့ရှိရင် subscribe လုပ်တာပြီနော် like subscribe လေးလုပ်တာပြီပါအတော့ဆရာဒီနေ့အဲဒီ Grade 7ရဲ့အခန်းတည်းဂိမ်းပြများအကြောင်းကိုမျှဝေသင်ကြားပေးမှာဖြစ်ပါတယ်အတော့ဂိမ်းပြများသင်ခန်းစာတွေကဆရာတို့1.1ပေါ့နော်ဂိမ်းပြများရဲ့အတိတ်ပဲကို ဖော်ပြခြင်းအကြောင်းလေးလေ့လာရမယ်အဲ့တော့ဆရာတို့သင်ခန်းစာရေးသင်တဲ့အခါမှာဆရာတို့ရွေကြလေးရှိရဲ့အဲရွေကြလေးကဂိမ်းပြများအားလုံးကိုတာရုတ်သမီးကိုသိရှိသွားမှာသိရှိသွားစေဖို့ဖြစ်ပြီးတော့နောက်ထပ်ဂိမ်းပြတွေကိုဆရာတို့တာရုတ်သမီးတို့ရဲ့လက်တွေ့ဘဝမှာအသုံးပြုဖော်ပြတတ်ဖို့ဖြစ်ပါတယ်ဒါကတော့ဆရာမရွေးကြလေးကိုပြပြချင်းဖြစ်ပါတယ်။ဒါဆိုရင်ဆရာတို့ဒီနေ့သင်ခန်းစာလေးစာလိုက်အောင်နော်။အဲ့တော့ဆရာတို့သင်ခန်းစာလေးမစခင်မှာတာဝတ္တမီတို့ဆရာက အဲကိန်းကပ်ပြားလေးကြောင့်တော့ဆရာတို့ကိန်းကပ်ပြားလေးဆရာကအပေါင်းကိန်းကပ်ပြားလေး၅ခုအဲ၅ခုရှိတယ်။အဲဆိုရင်အဲအပေါင်းကိန်းကပ်ပြားလေး၅ခုတဲကနေဆရာတို့ကအဲဖဲထုတ်လိုက်မယ်ပေါ့နော်။ဘယ်နှခုဖဲလိုက်မလဲဆိုရင်၅ထဲကနေ၃ခုဖဲထုတ်လိုက်။အဲတော့၅ထဲကနေ၃ခုဖဲထုတ်လိုက်တာဒီ၅ထဲက၃ခုနှောလိုက်တာ။ဒါဆိုရင်ဟောဒီကပ်ပြားလေး၅ခုတဲကနေဆရာတို့က၃ခုကိုနှောလိုက်မယ်။အဲ၃ခုနှောလိုက်ဒါတော့ကွာကလေးလေးရောင်တည်တယ်။ကဲ၅ထဲက၃နှုတ်လောက်လေ။ နှစ်ပေါ့နော်ဟုတ်တယ်ငါးထဲက၃လုံးနှစ်အဲတော့ဂိမ်းကပ်ပြားလေးအပေါင်းကပ်ပြားလေးနှစ်ခုကျန်ဟုတ်ပြီဒါဆိုရင်အဲ့ဒီကျန်နေတဲ့နှစ်ခုတည်းကနေမှာကွာကဲနှစ်ခုဖယ်လိုက်နှစ်ထဲကနှစ်နှုတ်လိုက်တော့ဘယ်လောက်လဲ၃ညပေါ့ဟုတ်တယ် easy 0ကလေးလေးအောင်ကြည့်ဒါဆိုရင်နှစ်ထဲကနှစ်နှုတ်တော့၃ညဒါဆိုရင်0ကပ်ပြားလေးကျန်ဒါဆိုငငယ်တုန်းကတော့တီးခဲတာ။တုံညာထဲငယ်တဲ့ဂိမ်းတွေမရှိတော့ဘူးပေါ့နော်။တုံညာကဘာမှမရှိဘူး။တုံညာထဲငယ်တာမရှိတော့ဘူးလို့ဆရာတော်တီးခဲ။ဒါဆိုရင်တုံညာကလည်းအဲ့ဒီ ဘာမှမရှိတဲ့တုံညာတွေကနေရောနှုတ်လို့ရသေးလားဆရာတော်ကဆက်ပြီးတော့လေ့လာတယ်။ဒါဆိုတုံညာတွေကနေတစ်ကိုနှုတ်ကြည့်။ဟုတ်ပြီနော်အဲ့တုံညာတွေကနေဆရာတော်ကတစ်ကိုနှုတ်ကြည့်လိုက်။ဒါဆိုရင်အနုကပ်ပြားလေးတစ်ခုကိုနှုတ်လိုက်။ဒါဆိုရင်တုံညာတွေကတစ်ကိုနှုတ်လိုက်ရင်ဆရာတို့ဘာကြံပါလဲဆိုတော့အနုကပ်ပြားလေး minus 1ကြံ။ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့အနုကပ်ပြားလေး minus 1နဲ့ကြံတော့မှာ။ဒါဆိုတုံညာတွေကနေ minus 1ကိုနှုတ်ရင်ဆရာတို့ minus 1ကြံ။နှုတ်တစ်ကြံ။ဒါဆိုရင်ကွာကဲတုံညာတွေကနေ2ကိုနှုတ် ဒါဆိုရင်နှုတ်ကပ်ပြားလေးနှစ်ခုဒါဆိုရင်၃ညတည်းကနှစ်ကိုနှုတ်လိုက်တာဒီဆရာတော်ကဘယ်လောက်ရမှာလဲဆိုတော့ minus 2ရမှာဖြစ်တယ်အဲ့တော့နှုတ်ကပ်ပြားလေးနှစ်ခုဒါဆိုရင်၃ခုဆိုရင်ရောကွာ minus 3ပေါ့ဟောပြီးတော့၃ညတည်းကနေ minus 3 0တည်းကနေ minus 3နှုတ်တော့ minus 3ဒါဆိုရင်၄ခုနှုတ်မယ်ကွာဒါဆိုရင် minus 4 5ခုနှုတ်မယ်ကွာ minus 5ဟောစနှုတ်တော့ဆုံးမှာမဟုတ်ဟောပြီးတော့ဒါဆိုရင်အဆုံးမရှိဘူးနန္ဒ ဂိမ်းနေနိုင်တာရှိတယ်။ဒါဆိုရင်လက်ရဘက်မှာလည်းခုနကအပေါင်းဂိမ်းတွေကလည်းအဆုံးမရှိဟုတ်ပြီနော်။ဒါဆိုရင်ဆရာတို့တွေဒီဟောဒီဂိမ်းကံပြားလေးတွေကိုလေ့လာခြင်းအဖြစ်ဟုတ်ပြီနော်။ဟောဒီသင်ခန်းစာလေးလေ့လာခြင်းအဖြစ်ဆရာတို့တွေဒီဟောဒီမှာရှိတဲ့တုံညာလေးကတုံညာအပေါင်းကံပြားလေးတစ်ခုကအပေါင်းတင်အော်ကပြားလေး2ခုက2ခုကိုစားပြုတော့နေကပြားလေး3ခုဆိုတော့3 4ခုဆိုတော့4 ငါးခုဆိုတော့ငါဟောပြန်ဒါဆိုရင်ဆရာတို့လက်ဝဲဘက်မှာရှိတယ်ဟောဒီအနုကပ်ပြလေးတစ်ခုကလည်းပဲ -1 ကိုကိုစားခုပြုတယ်အနုကပ်ပြလေးနှစ်ခုဆိုတော့ -2 ၊သုံးခုတင် -3 ဒေဂူဒီ -4 ငါးခုဒီ -5 ဟောအဆုံးမရှိဘူးဟောဂိမ်းကြီးအဆုံးမရှိဘူးဆိုတော့ဟာမယုံကွာဆရာရှင်ပြောတာဟုတ်ပါဒါဆိုစမ်းသပ်ကြည့်လို့ရရတယ်ဒါတော့ဒီမျိုးကူးစားနေစပြီးတော့ ရေတွက်ကြည့်ပေါ်တင်းနှစ်အပေါင်းဘက်ကိုရေတွက်မယ်။သုံးညပြီးတော့တင်းနှစ်3 5 6 9 8 9 10စတိစနစ်ရေတွက်သွား။အဲမနေ့ကနေနေ့လယ်ရောက်မယ်ညရောက်သွားမယ်ဟောမနေ့ဖန်ရောက်သွားမယ်။ဘိုင်းကနေရက်တွေကြာသွားမယ်ဟောလ။နောက်ကြာနှစ်တွေကြာသွားမယ်။နောက်ဆုံးကွာတာလူသမီးတို့ကလည်းဇမင်းနေဖြူသွားရေကျိုးခိုင်းရတာကိုင်းသွားမယ်။ဇာတို့ရေတွက်တဲ့ကိန်းကြီးအောင်ပါမလား။အဆုံးမရှိဘူးเนาะအဲ့တော့ရေမတွက်နိုင်ဘူးကွာရတယ်။အပေါင်းဘက်မှာလည်း နောက်ဘက်လေအတိုင်းပဲအနောက်ဘက်ကိုရေတွက်သွား minus 1 minus 2 minus 3 minus 4 minus 5 minus 6အာမနေ့ညအနေနဲ့နောက်နေ့ရက်ဒီလရေကြာသွားမယ်နှစ်ဒီကြာသွားမယ်သမင်းနေ view ခါးဒီကိုင်းသွားရေကျိုးမယ်တည်တော့ဝမ်းမယ်ဆရာတို့ကအဆုံးရှိမှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီအဆုံးမရှိဘူးဒါဆိုရင်ဆရာတို့ဟောဒီကိန်းဆရာတို့ခုတွေးရှိခဲ့တဲ့အပေါင်းပဲရောနောက်ဘက်ကောဒီတုံညာလေးရောဒီကိန်းတွေကိုဘာလို့ခေါ်လဲ ဲဆိုဘာလို့ခေါ်လဲကြည့်ရအောင်နော်ဟုတ်ပြီကိုတောက်သမီးတို့တွေးရှိခဲ့တဲ့တုံညာလေးရောအပေါင်းကိန်းတွေရောအဲ့ဒီအနုပ်ကိန်းတွေရောအားလုံးကိုစုပေါင်းပြီးတော့ဘာလို့ခေါ်လဲဆိုရင်ဆရာတို့ကဒီနေ့လေ့လာနေတဲ့အဲအခန်းတည့်ရဲ့ဂိမ်းပြေများလို့ခေါ်တယ်။ဒါဆိုရင်ဆရာတို့တွေပြန်ပြောမယ်အပေါင်းကိန်းလေးတွေရောအနုပ်ကိန်းလေးတွေရောဒီလေအတုံညာလေးရောဘာလို့ခေါ်လဲဂိမ်းပြေများလို့ခေါ်တယ်။အဲ့တော့မှတ်လို့ရတယ်ဂိမ်းပြေဆိုတာအပေါင်းနှုတ်ပါအဲ့တော့အပေါင်းကိန်းတွေရောအနုပ်ကိန်းတွေရောဘာလို့ခေါ်လဲ ကိန်းပြေးလို့ခေါ်တယ်ဒါဆိုရင်ဆရာတို့ထပ်ခွဲလိုက်မယ်ဟောဒီအပောင်းဘက်မှာရှိနေတဲ့ကိန်းဒီအဲ့တော့အပောင်းဘက်မှာရှိတာဆိုတော့တေချာရင်ပါလေအပောင်းကိန်းပြေးများဒါဆိုရင်ဟောဒီအနှုတ်ဘက်မှာရှိနေတဲ့ကိန်းတွေကိုကြာတော့ဆရာတို့ဘာလို့ခေါ်လဲဆိုရင်ဟုတ်တယ်အနှုတ်ဘက်မှာရှိရောအနှုတ်ကိန်းပြေးများပေါ့ဟောပြီးတော့အဲ့ဆိုရင်ဆရာတို့အပောင်းကိန်းပြေးများအနှုတ်ကိန်းပြေးများဒါဆိုရင်ဟောဒီအလယ်မှာရှိတဲ့တုံညာလေးကရောအလယ်မှာရှိတဲ့တုံညာလေးကတော့အပောင်းကိန်းနဲ့လည်းမပေါင်းအနှုတ်ကိန်းနဲ့လည်းမပေါင်းတာလေတုံညာပဲ ဒါဆိုရင်ဆရာတို့ကဒီသင်္ကန်းစာလေးကနေမဆူမန်လို့ရပြီအပေါင်းဂိမ်းပြေရောအနောက်ဂိမ်းပြေရောတုံညာလေးရောအားလုံးကိုစုပေါင်းပြီးတော့ဘာလို့ခေါ်လဲဂိမ်းပြေများလို့ခေါ်တယ်ဒါဆိုဂိမ်းပြေဆိုတာဘာလဲကွာလို့မေးရင်ဒါတော့တမီးတို့နားလဲသွားမယ်လို့ဆရာယုံကြည်တယ်အဲ့တော့နောက်ကနေမဆူလေးထပ်ရေးလို့ရတယ်ဂိမ်းပြေဆိုတာမဆူလေးနဲ့ရေးမယ်ဆိုရင်0 plus or minus 1 plus or minus 2 plus or minus 3 plus or minus 4 plus or minus 5 plus or minus 6 plus or minus 7ဒီမှာ ဂိမ်းနေအနန္တရှိအဆုံးမရှိဘူးပေါ့နော်အဲ့တော့ဆရာတို့က plus or minus 1ဆိုတာဘာကိုပြောရလဲဆိုရင်အပေါင်း10ရော not equal လို့ဆိုလို့ရတာ plus or minus 2ဆိုတာအပေါင်း2ကအနော်2ကလို့ပြောတာ plus or minus 3ဆိုတာအပေါင်း3ရောအနော်3ရောလို့ပြောတာဒါဆိုရင်ဆရာတို့ကမတ်စုလေးကအဲအချင်းချင်းလေးနဲ့ဖမ်းမိသွားမယ်လို့ထင်တယ်ဒါဆိုရင်ဂိမ်းကြီးတွေကြောင့်နားလည်မယ်လို့ယုံကြည်တယ်အဲ့ဆိုဆရာတို့သင်ခန်းစာလေးတွေကိုဆက်ပြီးတော့လေ့လာလိုက်ရအောင်။ကဲလေ့ကျင့်ခန်းလေးကြည့်ရအောင်။ အော်လေ့ကျင့်ခန်းဝက်ဝိုင်းဝန်းကနံပါတ်၁ကကြည့်ရအောင်ဂိမ်းပြများကိုအသုံးပြုရတဲ့အောက်ပါတော့ပေါ်ပြပါကဲနံပါတ်ကကြည့်ဘန်စင်းရှိငွေ1000ကျန်းပါတဲ့2500ကျပ်ထုတ်ယူခြင်းဘန်မှာရှိတယ်ကွာ1000ကနေဆရာတို့က2500ထုတ်လိုက်တယ်ဆိုတော့ဆရာတို့ဘာဖြစ်သွားမလဲထုတ်ယူလိုက်တယ်လို့ပြောတဲ့အတွက်ယော့သွားမှာဒါဆိုရင်ဆရာတို့နှုတ်ပေးလိုက်ရုံပဲဟုတ်ပြီနော်ဒါဆိုရင်1000ကျပ်တဲ့ကနေ2500နှုတ်တိုက်တော့9500ကျန်းပါဒါဒီဆရာတို့ဂိမ်းပြတွေကိုအသုံးပြုလိုက်တာနောက်ထပ်ခါခွေး ဗန်စင်းရှိငွေ1100ကျပ်တူတဲ့ငွေ1000ကျပ်ပေးသွင်းတယ်။ဟောပေးသွင်းတယ်လို့ပြောတာဖြစ်တဲ့အတွက်ဆရာတို့ဘာလို့ပေးရမလဲ။ဒေါ်လာဟုတ်ပြီနော်ဒါဆိုဆရာတို့ဘာလို့ပေးမလဲ။ပေါင်ပေးရမယ်။ဒါဆိုရင်ဆရာတို့တွေဒီ1200နဲ့1000နဲ့ပေါင်းလိုက်တော့1200ကျပ်။နောက်ထပ်ကန်းငွေအရင်ငွေ100ကျပ်တဲ့ရောင်းရငွေ80ဆရာတို့မှာရင်လိုက်တာအရင်ရှိတာကတရားရောင်းလိုက်တော့80ဆိုတော့ရှုံးမှလာမြတ်မှာအဲ့တော့ရောင်းရငွေတွေကနေဆရာတို့အရင်ကိုနှုတ်မှာ ဒါဆိုရှင်းပါဆရာတို့အနောက်ကိန်းကပ်ပြားလေးလေးလာတယ်လို့ပဲ၃ညတဲ့ကနေဆရာတို့နှုတ်တယ်လို့ပဲငဲတဲ့တန်ဖိုး၈၀တဲ့ကနေဘယ်သူအောင်နှုတ်လဲတရားကိုနှုတ်မယ်ဒါဆိုရင်၃ညတဲ့ကနေနှုတ်တော့မှအိုင်းနဲ့နှုတ်ကိန်းလေးတွေထွက်တယ်လို့ပဲဆရာတို့လည်းပဲအခု၈၀တဲ့ကနေတရားကိုနှုတ်တော့အနှုတ်ကိန်းလေးနဲ့ထွက်မှာဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့က -20 အဲ့တော့တရားတွေက80နှုတ်တော့20အနှုတ်ကိန်းလေးနဲ့ထွက် ဒါဆိုရင်20မိုင်းနဲ့ပြနေရပြတဲ့တွဲဆရာတော့ဗာလဲအရှုံးဒါကြောင့်လို့ဆရာတော့ဘလောက်ရှုံးလဲဆိုရင်20ချက်ရှုံးတယ်ဒါဆိုရင်ဟောဒီလေ့ကျင့်ခန်းလေးနံပါတ်1ကိုနားလည်မယ်လို့ဆရာယုံကြည်ပါတယ်နောက်ထပ်လေ့ကျင့်ခန်းလေးတစ်ခုဆက်ပြီးလေ့ရအောင်ဒါနံပါတ်2အောက်ပါဇင်ရရဲ့လေပစ္စည်းအချို့ရဲ့ရောင်းစင်းနဲ့ဝယ်ဈေးလို့ကိုဆရာတော့ကစက်နဲ့ဖော်ပြထားတယ်ဟုတ်တယ်ဒီမှာဈေးနှုန်းတွေပြထားတယ်ဟာဂိမ်းပြေးတွေကိုအသုံးပြုပြီးတော့လေပစ္စည်းတစ်ခုစီရဲ့အတွက်အမြတ်အမြတ်ဆိုရင်အပေါင်းလေးထည့်ပြီး ။ဟောပြီနော်ဒါအမြန်စော်ရအပေါင်းလေးထည့်ပေးရမယ်။အမြန်ကိုအပေါင်းသုံးမဟုတ်တဲ့အလျှော် minus ဖြည့်ပါ။ဒန်ဒီဒီတစ်ဖြည့်ပေါ့နော်ဒီဒီအရင်ဖြည့်ရ။ဒါဆိုဆရာတို့ဒီဒီအရင်ဖြည့်လိုက်ရအောင်။ဒါဆိုဆရာတို့ဒီဒီမှာသူ့ရဲ့နမူနာဖြည့်ပြထားတာလေးကြည့်အောင်။ရောင်စည်းနဲ့ဝယ်စည်းဟောပြီနော်ဆရာတို့ရောင်လိုက်တဲ့စည်းတွေကနေဝယ်စည်းဆိုတာအရင်းကုန်အဲ့တော့ရောင်စည်းတန်းကနေဝယ်စည်းကိုနှုတ်တော့100တန်းကနေ80ကိုနှုတ်တော့20ပို့တယ်။ဟုတ်ပြီနော်ပို့တာဖြစ်တဲ့အတွက် blank ဒါဆိုသူဒီပါပြမှာလက်မြတ်တယ် ဒါဆိုရင်နောက်ထပ်တစ်ခု90တဲကနေဆရာတော်45ကိုနှုတ်တော့ဘယ်လောက်မြတ်မလဲဟုတ်တယ်9ချက်မြတ်ပါဒါဆိုရင်မြတ်တာပြည့်တဲ့အတွက် black five အပေါင်းထဲလိုက်အဲပြီးတော့ရင်ဆရာတော်ခဲပြက်ခဲပြက်ကသူဒီရောင်းစည်းက90ဝယ်စည်းက90ဟောပြီနော်ဒါဆိုရင်ဆရာတော်တွေ90တဲကနေ90ကိုနှုတ်လိုက်လို့ရှိရင်ရောင်းစည်းတွေကဝယ်စည်းနှုတ်လိုက်တော့ဘာမှမပြန်တော့ညာဒါဆိုရင်သူမြတ်လည်းမမြတ်ဘူးရှုံးလည်းမရှုံးဘူးအရင်တိုင်းမပြန်ရမှာဖြစ် ဟုတ်ပြီနော်ဒါဆိုရင်နောက်ထပ်ပေတန်းပေတန်းကြောင့်150တဲကနေတရားကိုနှုတ်မဲ့ဒါဆိုရင်ဆရာတို့90မြတ်မဲ့ plus ဘောမင်ဘောမင်ကကြတော့သူကရောင်းစေးကတရားနဲ့ရောင်းလိုက်တယ်သူဝယ်တော့ကတရားနဲ့ငါဒါဆိုသိကြရတယ်ဟုတ်ပြီနော်တရားတွေကနေတရား9ကိုနှုတ်တယ်ဆရာတို့ကပ်ပြားလေးတွေကနှုတ်တယ်လို့ပဲ minus နဲ့ထွက်တော့မှာဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကဘယ်လောက်လဲ minus 5ဒါဆိုရင် minus ပြနေပြီဖြစ်တဲ့အတွက်သူဒီပါပြပြီလေ၅ချက်တောင်ရှုံသွားပြီ ဟုတ်ပြီနော်နောက်ထပ်ဆရာကွန်ပါကွန်ပါကလည်းတထောင်တန်းကနေတထောင်သူဒီရောင်းစေးရတထောင်သူငိုဝယ်တုံးကကြတော့တထောင်နဲ့20ဒါဆိုရင်တထောင်တန်းကတထောင်20ကိုနှုတ်မယ်ဒါဆိုရင်ဆရာတို့ဘာနဲ့ထွက်မှာလဲ minus နဲ့ထွက်တော့ minus 20ဟောဒါဆိုရင်ဆရာတို့တွေဒီ तू ကနောက်ထပ်မင်းကိုစပန်လိုက်ပစ္စည်းအလုံးအတွက်အမြန်မြများလဲမြများရရှိသနည်းဟုတ်ပြီနော်ဒါဆိုရင်ပစ္စည်းအလုံးအတွက်အမြန်ဆိုတော့အမြန်လေးတွေပဲပေါင်းလိုက်မယ်ပလတ်တွေပဲလိုက်ပေါင်းလိုက်မယ်ဆိုရင်တော့ 20ရင်5ရင်50ရင်ပေါင်းလိုက်မယ်။ဒါဆိုရင်တော့ဆရာတို့ဘယ်လောက်ရမလဲ85ချက်။ဒီမှာစဉ်းစားရမှာပျက်စီးအလုံးအတွက်အမြန်လို့ပြောရင်ဆရာတို့ရှုံးတာပါထည့်ပြီးစဉ်းစားရတော့မယ်။ဒါဆိုရင်ဆရာတို့တွေဒီရှုံးတာကဘယ်လောက်လဲ။ရှုံးတာကဒီမှာ20ရင်5ရင်ဆိုတော့25ဒါဆိုရင်ဆရာတို့မြတ်တဲ့စုစုပေါင်း85ရဲကနေဘလူးကိုနှုတ်လဲရှုံးတဲ့25ပါနှုတ်ကြည့်လိုက် ဒါဆိုရင်ဆရာတို့ဒီအရှုံး25ဟိုပါဆရာတို့နှုတ်လိုက်မယ်ဆိုရင်တကယ်တကယ်မြတ်တဲ့အတည်ရင်မြတ်ဒီဘလောက်လဲ90ကျပ်ပဲမြတ်တော့တယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီနေရာစဉ်းစားဖို့လိုတယ်အဲ့တော့ဆရာတို့ဒီဒီနေရာလေးမှာတကယ်တည်ရင်မြတ်ကိုလိုချင်တယ်ဆိုရင်ဆရာတို့ဘလောက်ပဲလဲတကယ်မြတ်တာဒီ90ကျပ်ပဲမြတ်တယ်ဆိုတာနားလည်ထားဒါပေမဲ့ဒီသင်ခန်းစာမှာဆရာတို့ပေးချင်တဲ့ message လေးကဘာလဲဆိုရင်အဲ့တော့သမီးတို့ဒီသင်ခန်းစာကနေ formula လေးထုတ်မယ်ဆိုရင်ဆရာတို့အမြတ်တွေအရှုံးတွေကိုလိုချင်တယ်ဆိုရင်ဘာလုပ်ပေးရမလဲ ရောင်စည်းတဲကနေဝယ်စည်းကိုနှုတ်ရမယ်။ဒါဆိုရင်သားသမီးလက်တွေ့ပွားမှာအိမ်မှာတုံးလို့ရပြီ။အာသားသမီးတို့ရေဒီပေမေမေတို့ကဒီတော့ဒီလောက်နဲ့ရောင်းလိုက်တာဒီလောက်တလောက်နဲ့ဝယ်လာတာဘလောက်ဘလောက်နဲ့ရောင်းမလဲဘလောက်ဘလောက်မြက်မလဲဆိုစရာတော့ဒီပေါ်မြူလာလေးနဲ့တွေ့လို့ရပြီ။ဟုတ်ပြီနော်။ဒါဆိုရင်အရှုံးမြက်ဒီလိုချင်တဲ့ဆိုလို့ရှိရင်ရောင်းစည်းတဲကပါအောင်နှုတ်ရမယ်။ဝယ်စည်းကိုနှုတ်ရမယ်။အဲတော့ဆရာတို့ဒီသင်ခန်းစာလေးကနေအရှုံးအမြတ်အတွက်တဲ့မဆူလေးရရှိတာဖြစ်တဲ့ ဒါဆိုရင်ဒီသင်ခန်းစာလေးနားလည်မယ်လို့ဆရာယုံကြည်ပါတယ်။နောက်ထပ်တစ်ခုတွားရအောင်ပါ။ကဲဒါဆိုရင်အောက်ပါဂိမ်းပြင်းများငယ်စဉ်ကြီးလိုက်စီစဉ်ပါငယ်စဉ်ကြီးလိုက်စီခိုင်း။ဒါဆိုရင်ခုနဆရာဂိမ်းကပ်ပြားလေးတွေနဲ့သင်ခဲ့တယ်။အနှုတ်ဂိမ်းလေးတွေလက်ဝဲဘက်ကိုရောက်ရောက်သွားလေးပါဖြစ်နေလေ။ငယ်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 သွားလေ။ဒါဆိုဒီထဲမှာငယ်စဉ်ကြီးလိုက်စီခိုင်းတာဖြစ်တဲ့အတွက်အငယ်ဆုံးကနေစာရေးရမှာဖြစ်တယ်။အဲဆိုရင်ငဲရသည်အနှုတ်ကိန်းတွေဖြစ်တယ်။ဒါကြောင့်ဘလော့ဆယ်ပထမဦးဆုံးအနှုတ်ကိန်းတွေကိုယင်လိုက်ရှာတယ်။တလုံး၊ နှလုံးသုံးလုံးလေးလုံးငါးလုံးဩအဲ့ဒီငါးလုံးဒီငယ်တဲ့ကောင်အနုတ်ကိန်းနေအနုတ်ကိန်းနေမှာမှာအနုတ်ကိန်းနေဒီကြီးလင်ငယ်လေးဖြစ်တဲ့အတွက်အကြီးဆုံးလိုင်းရှာတော့ဩဒီက minus 8ဒီနံပါတ်၁ရေးရမှာဖြစ်တယ်ဒါ minus 8ပြီးတော့ဆရာတို့ကဘာရှိသေးလဲပေါ့ minus 7ပါလာလိုက်ကြည့်အဲမရှိဘူး minus 8ပြီးတော့ minus 7မရှိဘူးဆိုရင် minus 7ကိုပါလာကြည့်မရှိဘူးဆိုတာ minus five ồ đa số tu ca one bà mau zoom gì à bé nghe rồi à rồi tu thêm nghe là cả tu bi đó gì à mà cả minus five minus five bi đó minus three tu đi đông nhau mà gì à bé minus three minus four minus four bi đó sorry minus three tu đi lấy nhau mà gì à bé minus three bi đó xem rồi minus two mà đa số xem rồi cả minus one đi ngáo nhau mà minus 1ပြီးသွားရင်ဆရာတော်က0 0ဒီ6လုံးမြောက်မှာရေးရမယ်။ဟော0ရေးပြီးသွားရင်ကျန်တာကအစင်လာရေးလို့ရပြီ။ဂိမ်းတွေကတော့ဘောင်းဂိမ်းတွေကတော့လွယ်လွယ်လေးပဲ။ဟုတ်ပြီเนาะဒါဆိုရင်1 2 3 5 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20ဆိုရေးချလိုက်။ဟုတ်ပြီเนาะဒါဆိုရင်ဆရာတော်ကအဲ့ဒါလေးရေးလို့ရပြီ။1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20ခွန် ရှင်းဆိုရင်ငယ်စဉ်ကြီးလိုက်ပြီးသားကြီးဒါဆိုရင်ဆရာတို့ဖြေတိုင်းကြီးအောင်ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ဒီ minus 8 minus 5 minus 4 minus 3 minus 1ပြီးတော့0 1 3 4 5 7 8ဆိုတော့ငယ်စဉ်ကြီးလိုက်လေးဖြစ်သွားပြီဒါဆိုရင်ဆရာတို့ကကြီးစံကန်လိုက်ဖြေခိုင်းရင်လည်းပဲဖြေတတ်မယ်လို့ဆရာယုံကြည်ပါတယ်အဲ့တော့အပေါင်းကိန်းနဲ့နှုတ်ကိန်းတွေမှာနှုတ်ကိန်းတွေဒီငယ်ပြီးတော့အပေါင်းကိန်းတွေဒီပါဖြစ်လေကြီးတယ်ဟုတ်ပြီเนาะအဲ့ဒါလက်ဝဲဘက်ကိုရလေးငယ်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 ဝါလေး လက်ရဘက်ကိုရလေးကြီးကြီးသွားလေးဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ငင်းစင်ကြီးလိုက်စီတက်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဂျေးစင်ငယ်လိုက်တွေတကယ်လို့စီခိုင်းမယ်ဆိုရင်လည်းအဲ့တော့သူမျိုးစီတက်ရမယ်ခဲဒါဆိုရင်နောက်ထပ်နံပါတ်၄ကိုကြည့်အောင်အဲ့တော့အောက်ပါဥပမာကိုလေ့လာပြီးတော့တဲ့အနေအမြင်တို့ကိုတဲ့ဂိမ်းပြင်များအသုံးပြုပြီးပေါ်ပြပါပြီးတော့သတ်မှတ်ထားသောမူလအမှန်ရဲ့အထစ်ဖြစ်လျင် plus အပေါင်းလက္ခဏာအောက်ဖြစ်လျင်တော့ minus လက္ခဏာဖြင့်ဖော်ပြရမ ဘာပြောလဲမသိဘူးเนาะဒီနာထီနားလဲမှာမဟုတ်ဒါဆိုဆရာတို့စစ်ကြည့်အောင်ဥပမာတဲ့ကြောင်မီးသွေးတူးလောက်သားတရားတည်တဲ့မြေပြင်အောက်မြေပြင်ရဲ့အောက်ကို100မီတာရင်းရှိသည်ဆိုပါစို့တဲ့ထိုလောက်သားဤတည်နေရာကို minus အနှုတ်ကိန်းနဲ့ -100 မီတာဟုဖော်ပြရမယ်အနှုတ်100မီတာလို့ဖော်ပြရမယ်ဒါဆိုဆရာတို့ဒီသင်ခန်းစာလေးမဖြေခင်မှာဆရာကတောက်တမီတော့အဲဆရာခဏိထားတဲ့ဗီဒီယိုလေးတစ်ခုပေါ့နော်အဲ့ဒါလေးကြည့်ကြရအောင်

profile လေးကြည့်ပြီးသွားရင်အဲဒီပုံထဲမှာပေါ့နော်အဲဒီထဲမှာ cartoon လေးကဆရာတို့ကဒီပုံမှာနေတယ်အဲဒီပုံကနေနေရင်ကနေအရေဝသူခုံချလိုက်တဲ့အခါမှာရင်ငုံလိုက်တဲ့အခါမှာဗာလီတီပြောင်းသွားတာတွေ့ရတယ်ဟုတ်တယ်ဆရာတို့ mind အနှုတ်ကိန်းလေးတွေပြောင်းသွားတယ်ဟောပြီးတော့သူရေကူးနေရင်ကနေမှာဆရာတို့ကငမန်းကြီးကလာတဲ့အခါကျသူကြောက်ပြီးတော့အပေါ်တက်ပင်ပေါ်တက်သွားတယ် ဒါဆိုရင်ဆရာတို့ကရေပြင်ရဲ့အပေါ်ကိုလည်းရောက်လဲရောက်သွားရောလက္ခဏာလေးတွေကဘာတွေပြောင်းသွားတာတွေ့ရဟုတ်တယ်အပေါင်းကိန်းလေးတွေပြောင်းသွားတယ်เนาะအဲ့ဒါလေးသတိထားရအောင်ဒါဆိုရင်ဆရာတို့တွေဒီအဲ့မှာရှိတဲ့ရေပြင်အဲ့ထဲမှာရှိတဲ့ရေပြင်လေးတွေဆရာတို့ဘာဖြစ်မလဲအဲ့ရေပြင်လေးတွေဆရာတို့က0ဖြစ်တယ်ဟုတ်ပြီเนาะ0လဲပဲဖြစ်ပြီးတော့ရေပြင်ရဲ့အထက်တွေဆရာတို့က plus တွေဖြစ်ပြီးတော့ရေပြင်ရဲ့အောက်ဟုတ်ပြီเนาะရေပြင်ရဲ့အောက်တွေဒီဆရာတို့ဘာဖြစ်လဲ minus d ဖြစ်တယ်။ဟုတ်ပြီနော် minus d ဖြစ်တယ်။ဒီပြင်ရဲ့အပေါ်ဖြစ်သည် plus d ဖြစ်တယ်။ဒါကြောင့်မို့ဆရာတို့ရဲ့ဒီနေရာလေးတွေဒီမြင်မျက်နှာပြလဲရင်မျက်နှာပြန်ထဲဘလောက်ဘလောက်မှာရှိပါတယ်ဆရာတို့ရဲ့ကုန်မြေတွေဆရာတို့နိုင်ငံရဲ့ပထူရီနေထားတွေကိုဆရာတို့ကဖော်ပြတဲ့အခါမှာဆရာတို့ကပြလဲရင်မျက်နှာပြန်အထဲလို့အဲ့ဒါကြောင့်သုံးတာဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်မို့ဆရာတို့ကမော်လို့ရင်ငင်းကုန်မှာပေါ့ငါတို့ကပုံမြင်နေငါတောင်ကပုံမြင်နေငါဒေသမြင်နေနေဖြစ်နေ ။ဒါကြောင့်ဆရာတို့တွေဒီပင်လယ်ရေမြင့်နေမြင့်နေပဲဆရာတို့ဗာပြတာလေဒိုင်းတာဖြစ်တယ်။ဒါကြောင့်ပင်လယ်ရေမြင့်နေပြန်ဒီ0ဖြစ်ပြီးတော့အဲပင်လယ်ရေမြင့်နေပြန်ရဲ့အထက်ဒီဆရာတို့က blast အပေါင်းဂိမ်းတွေဖြစ်တဲ့ပင်လယ်ရေမြင့်နေပြန်ဟောဒီဆရာတို့ကဗာလဲဆိုတော့ minor တွေဖြစ်တယ်။ဒါဆိုရင်ဆရာတို့ဒီအခုသင်ခန်းစာလေးမှာကြည့်အောင်เนาะအခုသင်ခန်းစာလေးမှာ error တောင်းတဲ့ဒီပင်လယ်ရေမြင့်နေပြန်အထက်လို့ပြောတဲ့အတွက် plan နဲ့ပေါ်ပြရမလား minor နဲ့ပေါ်ပြရမလားဟုတ်တယ်ပင်လယ်ရေမြင့်နေပြန်အထက်ဆိုတော့ ဘလန့်နဲ့ပေါ်ပြရမယ်။အဲဆိုရင်ခါခွေရင်ငုံသင်္ဘောဒဇင်းဒီပင်လယ်ရေပြင်အောက်လို့ပြောတဲ့အတွက်ပင်လယ်ရေပြင်အောက်လို့ပြောတဲ့အတွက်ဘာနဲ့ပေါ်ပြရမလဲ။မိုင်းနဲ့နဲ့ပေါ်ပြရမယ်။ဟောဒါဆိုရင်လည်းလေးလေးပဲ။ဟုတ်ပြီနော်။ဒါဆိုရင်အဲဒီသင်္ကန်းစာလေးကိုတော့တမီတို့ plus ဒီ minus ဒီဘယ်လိုပေါ်ပြရလဲ။တီနီယာတွေဆရာတို့ရဲ့မြင်မျက်နှာသိမြင်တွေကိုဖော်ပြတဲ့အခါမှာအမြင့်ပြီးဘလောက်ဘလောက်မှရှိတယ်ဆိုတာဒီဆရာတို့ဒီပင်လယ်ရေမျက်နှာမြင်နဲ့ဘာကြောင့်တိုင်းရလဲဆိုတာတော့တမျိုး လက်တွေ့ဘဝမှာလည်းပဲအသုံးချတတ်မယ်လို့ဆရာယူကြည်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့နောက်ထပ်သင်ခန်းစာလေးတွားရအောင်ကဲဒါဆိုရင်သင်ခန်းစာကဆရာတို့ကအခုအဲလေ့ကျင့်ခန်းလေးတွေကပြီးသွားပြီပေါ့နော်ဒါဆိုရင်ဆရာတို့တာလို့သမီးတို့ဒီနေ့သင်ခန်းစာလေ့လာနေရသည်ဘာအကြောင်းအရာလေ့လာနေရလဲပေါ့နော်အဲ့တော့ဆရာတို့ဘာသင်ခန်းစာဟာဒီနေ့သင်ခန်းစာလေးကဘာအကြောင်းအရာလေ့လာရလဲဆိုတာအနည်းဆုံးရမယ်ဆိုရင်ဟုတ်တယ်ဆရာတို့ဒီ ဗာလေးအကြောင်းလေးလာလဲ0အပေါင်းဂိမ်းလေးတွေအနှုတ်ဂိမ်းလေးတွေအဲ့ဒါတွေအားလုံးကိုစုပေါင်းပြီးတော့ဗာလို့ခေါ်တာလဲဂိမ်းပြများလို့ခေါ်တာဆိုတာလေ့လာခဲ့တာဖြစ်တယ်ဒါဆိုရင်သားတို့သမီးတို့ဒီနေ့သင်ခန်းစာလေးဂိမ်းပြတွေကဆိုတာဘယ်လိုအားတွေခေါ်လဲဆိုတာနားလည်မယ်လို့ဆရာယုံကြည်ပါတယ်သင်ခန်းစာလေးကြီးမှတ်မိသွားမယ်လို့ဆရာယုံကြည်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့သင်တဲ့သင်ခန်းစာလေးကဘာအကြောင်းညာလဲဂိမ်းပြများဟုတ်တယ်ဂိမ်းပြဆိုတာဘယ်လိုအားတွေခေါ်တာလဲဖြေပြပါဦး အပောင်ကင်းပြင်းများတုံညာနဲ့အနှုတ်ကင်းပြင်းများအလုံးကိုစုပေါင်းပြီးတော့ကင်းပြင်းများလို့ခေါ်ပါတယ်ဟုတ်ပါတယ်နော်ဒါဆိုသားသမီးအလုံးကင်းပြင်းသွားတည်သွားပြီနော်တော်ပြီအဲဒါဆိုရင်ဆရာတို့ဒီနေ့သင်ခန်းစာလေးကဒီမှာပြီးဆုံးသွားပါပြီအဲ့တော့သင်ခန်းစာလေးပြီးသွားတဲ့အခါမှာတို့တို့သမီးတို့ဆရာကဆရာလက်ဆောင်လေးပါချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဆရာတို့950နိဘတ်တော်တွေမှာပါတယ်နံပါတ်1 ပြောနိုင်ကြတိုင်းမယုံရမိမိပညာဖြင့်ချင်းချိန်ပါ။ဩဒီကြောင့်ညာလေးကဘာကိုပြောလဲသိချင်ရင်နော်စာဒီစာဒီဖတ်ပေါ့နော်။အဲ့တော့စာဖတ်စီချင်လို့ပါ။အဲ့တော့ဒီကြောင့်ညာလေးဒီပုံမြင်လေးတွေပေါ့နော်။အဲ့တော့ငါ90စက်တော်ထဲမှာရှိပါတယ်။ဖတ်ကြည့်လို့ရပါတယ်နော်။အဲ့တော့ဆရာတပည့်တွေသာသနာ့သမီးတို့တွေဒီဆရာမိဘတို့တဲ့တဆင်းမြင့်အောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းသူလေးတွေဖြစ်ကြပါစေ။အားလုံးပဲပဲ။